မိဘပြည်သူများအလုံးမင်္ဂလာပါ Voice of Unity ညညမှုအတန်ကနေအားလုံးကိုထပ်မံကြိုဆိုလိုက်ပါရစေကျွန်တော်ယခုခါဆွေးနွေးတင်ပြမယ့်အကြောင်းအရာကတော့မေလ၄ရက်နေ့2025ရက်စွဲနဲ့ချင်းမြင်အောင်ချင်း Brotherhood ကနေသဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပါတယ်အဲ့ဒီထုတ်ပြန်ချက်မှာပါတွေ့ရတဲ့ဆိုရင်ယခင်ဇွန်လ2024မတူပြည်မြို့မြို့သိမ်းတိုက်ပွဲဖြစ်စဉ်အတွင်းမှာချင်းလန်းကောင်စီရဲ့လက်အောက် CNA ကနေချင်းညီနောင်ရဲ့မဟာမိတ်ဖြစ်တဲ့အရခတ်တော် AA ရဲ့ရဲဘော်နှုတ်ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးထိန်သိမ်းခြင်းခံရတယ်ဆိုတာသိရပါတယ်။အဲ့ဒီစစ်တုံးပန်းเนาะ AA ရဲဘော်နှုတ်ဦးရဲ့တူဦးဟာချင်းလန်းကောင်စီရဲ့ဌာနချုပ်ဖြစ်တဲ့ Victoria ကမှညှင်းပန်းနှိစက်ခြင်းခံရပြီးနောက်ဆုံးအသက်တေဆုံးသွားတယ်ဆိုတော့ဆွဆွေးချက်အပေါ်မှာကျွန်တော်အနေနဲ့သုံးသပ်ဆွေးနွေးသွားဖို့ရှိပါတယ်။တချင်ထဲမှာပဲ Voice of Change လို့ခေါ်တဲ့ချင်းလန်းကောင်စီရဲ့ News Media VOC ကနေ နော်ဒီသဘောထားထုတ်ပြန်ချက်အပြီးမှာသဘောထားထုတ်ပြန်ချက်အပေါ်မှာနော်တုံ့ပြန်ထားတဲ့ရှင်းလင်းတင်ပြထားတဲ့ဗီဒီယိုကလစ်အပေါ်မှာလည်းပဲကျွန်တော်အနေနဲ့သုံးသပ်ဆွေးနွေးသွားဖို့ရှိပါတယ်အဲဒါကြောင့်မိဘပြည်သူများဒီအစီအစဉ်ကိုအဆုံးအထိနားဆင်ပေးကြဖို့ရန်အတွက်ကျွန်တော်အနေနဲ့မြတ်တာရက်ခံလိုပါတယ်ဒီအစီအစဉ်လေးမစခင်မှာကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်ကမူတပီမြုပ်ကဖြစ်ပါတယ်ဒါကြောင့်မူတပီမြုပ်တိုင်းတိုက်ပွဲအတွင်းနော်ပါဝင်ကြတဲ့ချင်းညီတော်နဲ့တခြား မဟာမိတ်တပေါင်းစုအားလုံးမိမိတို့ရဲ့အသက်ကိုเนาะတိုင်းပြည်လူမျိုးအတွက်เนาะစတိခံပရမအပိဆက်ကြတဲ့အတွက်ကျွန်တော်အနေနဲ့အရန်ကိုလေးစားကွန်ပျူတာရယ်ဂျေဇူလက်တင်ပါတယ်ဆိုတဲ့ကြောင့်ပရမဆုံးပြောချင်ပါတယ်အခုလိုမျိုးဒီအရခတ်တတော်ရေပေါ်သူဒေဆုံးသွားတဲ့เนาะတရင်ကြားရတဲ့ခံပါလေပဲ အင်တန်ပဲကျွန်တော်ဝန်နေမိပါတယ်ကျွန်တော်တရားတက်လို့ဆိုရင်ဒီအရခတ်တတ်တော်ရဲဘော်သူဟာဆိုရင်တတိယနှစ်ကျောင်းသားဖြစ်ပါတယ်ဒါပေမဲ့ဒီတော်ထိုင်ရဲ့အတွင်းမှာတော့လူမျိုးနဲ့တိုင်းပြည်အတွက်နော်ဝန်ထမ်းချင်တဲ့ခါကျတော့အရခတ်တတ်တော်ဖဲမှာနော်အမှုထမ်းပရောမှာအခုလိုနော်မိမိရဲ့နေမည်မဟုတ်တဲ့နော်ချင်းပြည်နယ်မတူပြည်မြို့လာပရောမှာနော်စကစတော်ထိုင်ရဲ့မှာပါဝင်ခဲ့တယ်နောက်ဆုံးအခုလိုမျိုးအသက်ပေးပရောမှာနော်ဒီတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးတယ်ဆိုတော့ เนาะတော်ထိုင်ရေးရဲဘော်အနေနဲ့ကျွန်တော်အနေနဲ့လေးစားကွန်ပျူတာပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။နောက်ပြီးဒီသုံးသက်ချက်အပေါ်မှာကျွန်တော်နည်းနည်းမပြောချင်တယ်လဲဆိုတော့အခုကကျွန်တော်တို့အနေနဲ့အမှန်တရားအပေါ်မှာပဲကျွန်တော်က focus type လို့ပါတယ်เนาะအခုလိုမျိုးအစီအစဉ်လောက်ရတဲ့ဟာလည်းပဲဒီတော်ထိုင်ရေးအတွင်းဖြစ်စေเนาะရခိုင်နဲ့ချင်းအပြာထန်လေးစားမှုအတိမပြုမှုเนาะအားပေးမှု တဟစာတရှိမှုနဲ့နော်တော်ထန်ရေးကိုအတူလက်တွဲမှတာရင်စကစပြုတ်ချနိုင်မှာဖြစ်ပေါ်မှာတော်ထန်ရေးအလွန်ကာလမှာလည်းပဲတိဆောက်ထားပြီးသားဒီ မိကောင်းဆွေကောင်းဖြစ်ပြီးသားအပေါ်မှာအခြေခံပေါ်တော့မှာနော်ကျွန်တော်တိုင်းပြည်ပြည်နယ်တွေတိုးတက်မှုငင်းချမ်းဖို့ရတဲ့ဆက်လက်နော်အားပြည့်ချဖို့လိုအပ်ပါတယ်အပြားလားအတိမပြူချဖို့လိုအပ်ပါတယ်အပေးယူနော်လုတ်ချဖို့လိုအပ်ပါတယ်အဲဒါကြောင့်မလို့ဒီအစီအစဉ်လုတ်ချင်းအားဖြင့်လူမျိုးတစ်မျိုးနဲ့တစ်မျိုးပေါ်မှာပုံမုံမုံတီးမှုနော်ငကြီးထွားပဲနဲ့နားလည်မှုအမှန်တရားကိုကျွန်တော်ကရှုတော့ထားပေါ်တော့မှာအဲ့ဒီအပေါ်မှာပဲနော်မဟာမိတ်ကောင်တိဆောက်နိုင်ကြဖို့ရအတွက်ကျွန်တော်အနေနဲ့အထူးပြောချင်ပါတယ် ဒီချင်းညီနောင်ဆိုတာလည်းပဲချင်းပြည်နယ်မှာကြီးလိုက်မယ်ဆိုရင်မြို့ငါးမြို့မှာလှုပ်ရှားတဲ့မြို့ငါးမြို့ကိုနော်အခုထိမ့်သိမ်းထားတဲ့ဟာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ချင်းပြည်နယ်ရဲ့၉မြို့နယ်မှာနော်ငါးမြို့ဆိုတာကပလောဝထားလိုက်တော့နော်ပလောဝဆိုရင်အပါဝင်ဆိုရင်၆မြို့နယ်ဖြစ်မယ်။ဒါပေမဲ့ငါးမြို့နယ်နဲ့ဒီအရခတ်တတော်နဲ့နော်ချိတ်ဆက်ချိတ်တွေ့နေတယ်ဆိုတာကိုမမိဖို့လိုပါတယ်။အဲဒါကြောင့်မလို့ဒီချင်းပြည်သူပြည်သား အာအများစုကเนาะရခိုင်လူမျိုးတွေနဲ့เนาะတဟဆာတဖြစ်ပြတာဖြစ်ပါတယ်အဲ့ဒီဟာเนาะကောင်းတဲ့ဒီတိဆောက်ထားတဲ့မဟာမိတ်အပေါ်မှာဆက်လက်ရည်ကြပါစို့เนาะလူမျိုးတစ်မျိုးနဲ့တစ်မျိုးမုန်းတီးမှုမဖြစ်အောင်เนาะကျွန်တော်တတိထားဖို့လိုအပ်ပါတယ်ဘယ်တတိမှားတွေကိုเนาะကျွန်တော်ကမယုံမိစေဖို့ရအတွက်เนาะလိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရေးရှိကျွန်တော်ကဒီပြည်နယ်ချင်းချိဆက်နေတဲ့လူမျိုးနှမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ နော်ရေရှည်မှလည်းပဲဒီလိုနော်မိတ်ဆွေကောင်းအင်ဂျီနာချင်းကောင်းဆိုတဲ့ဒီလူမှုဆက်ဆံရေးဆက်လက်နော်ကြံတဲ့စီးပွားရေးဆက်ဆံရေးနိုင်ငံရေးဆက်ဆံရေးနော်တမကကျွန်တော်ရေရှည်နော်အကောင်းဆုံးသောအင်ဂျီနာချင်းလူမှုရေးဆက်ဆံရေးအပေါ်မှာအတိကကျွန်တော်ကဥတည်နိုင်မှတာလင်းရေရှည်ငင်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုတည်ဆောက်နိုင်မယ်ထိန်းသိမ်းထားနိုင်မယ်ဆိုတာ ်เนาะအလေးနဲ့ဒီကနေပြောချင်ပါတယ်ဆိုတော့ကဲဒီအစီအစဉ်လေးကိုကျွန်တော်သွားရအောင်ဆိုတော့ပထမဒီအစီအစဉ်เนาะဒီကိုအများနားလည်အောင်အဲ့ဒီချင်းချင်းအောင်ထုတ်ပြန်ချက်ကိုတစ်ချက်လေ့လာရအောင် screen share လုပ်ပေးပါမယ်။ဒီမှာမေလ၄ရက်နေ့2025ရက်စွဲနဲ့ထုတ်ပြန်တာတွေ့ရပါတယ်။အမှကျွန်တော်တို့အရေးကြီးတဲ့ဒါနဲ့တိုက်ရိုက်ပတ်သက်တဲ့အကြောင်းအရာပဲကျွန်တော်ဖတ်ပေးပါမယ်။အပိုင်း1မှာဗာတွေ့ရတယ်လဲဆိုရင်2025ခုနှစ် March လ29ရက်နေ့တွင်နှစ်ဖက်အဖွဲ့အစည်းမှထိမ့်သိမ်းထားသည့်တပ်ဖွဲ့ဝင်များကအပြားလှန်လဲလှယ်ခဲ့ကြပါသည်။နော်။နောက်ပြပိုက်သုံးပါ။ထို့သို့လဲလှယ်ပြီးနောက်ပြန်လည်လွှမ်းမြောက်လာသည့် တပ်ဖွဲ့ဝင်များ၏ထွက်ဆိုချက်အရမူတပီမြို့မြို့သိမ်းတိုက်ပွဲတွင် CNF CND ကဖမ်းဆီးခဲ့သည့်ချင်းညီနောင်၏မဟာမိတ်တပ်ဖွဲ့ဝင်များထဲမှအရခတ်တပ်ဖွဲ့ဝင်တဦးကို၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်းရန်သူတပ်ဖွဲ့ဤမျိုးစုံဖြင့်နှိမ်ပါနေဆက်ခဲ့သောကြောင့်အသက်တေဆုံးသွားသောဖြစ်စဉ်တစ်ခုရှိခဲ့ကြောင်းတံလဲလွတ်မြောက်လာသည့်မိမိ တို့မဟာမိတ်တပ်ဖွဲ့ဝင်များဤပြောကြားချက်အရာစိတ်မကောင်းစွာကြားသိရပါသည်လို့ဆိုပါတယ်နော်ဒီနေရာမှာကျွန်တော်ဗာတွေ့ရတယ်ဆိုရင်မတ်လ29ရက်နေ့မှာစစ်တုံးပန်းကြီးအလဲလဲလုတ်ချပါတယ်အဲ့ဒီဟာတလကျော်ကြာပြီးမှဒီထုတ်ပြန်ချက်လာထွက်လာပါတယ်ဆိုတော့တနည်းပြောရမယ်ဆိုရင်အဲ့ဒီလဲလဲပြီးတဲ့နောက်ပိုင်းမှာတလအတွင်းမှာချင်းလန်းကောင်စီဖက်ကနေတည်ဆုံးသွားတဲ့အရခတ်တတ်တော်နော်အေအေတူဦးရဲ့နော်တည်ဆုံးသွားတဲ့အမှုနဲ့ပတ်သက်ပြီးတော့မှာ မဟာမိတ်ချင်းညီနောင်လည်းအကြောင်းကြားချင်းမရှိဘူးဆိုတာတွေ့ရတယ်။နောက်ပြောမှဒီတည်ဆုံသွားတဲ့ရဲဘော်ရဲ့เนาะတက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့အရခတ်တတော်လည်းပဲအကြောင်းကြားချင်းเนาะမတွေ့ရဘူး။နောက်ပြီးသူနဲ့ပတ်သက်တဲ့တက်ဆိုင်ရာမိသားစုဝင်တွေလည်းပဲတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့အကြောင်းကြားချင်းရှိတယ်ဆိုတာကျွန်တော်မတွေ့ရဘူး။ဆိုတော့ဒီထုတ်ပြန်ချက်သဘောထားထုတ်ပြန်ချက်ပြီးမှသာလျှင်ချင်းလန်းကောင်စီကဒီအပေါ်မှာတုံ့ပြန်တာကိုကျွန်တော်တွေ့ရမယ်။ နော်ဒီဟာကိုကျွန်တော်တို့ timeline ကိုကြည့်ချင်းအပြင်ကျွန်တို့တစ်ခုခုတော့ဖြစ်နေတယ်ဆိုတာကိုသတိထားဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစစ်တုံးပန်းနှစ်ဦးအရခတ်တော်ရဲပေါ်နှစ်ဦးထိန်းသိမ်းထားတာဆယ်လလောက်ကြပါတယ်။ဇွန်လ2024ကနေအခုနော်မတ်လ26ရက်နေ့အဲ့ဒီအထဲလေလုပ်တဲ့အချိန်အတွင်းဆယ်လလောက်ကြပါတယ်။တကယ်လို့များကြားမှရေမကောင်းလို့တည်ဆုံသွားတယ်ဆိုရင်ကြားမှရေမကောင်းလို့တည်ဆုံသွားတဲ့ချက်ချင်းဒီဟာ တည်င်းကိုထွက်ပေါ်လာဖို့ရှိပါတယ်အရခတ်တော် ALB တိပိတာဖြစ်ရမယ်အနည်းဆုံးချင်းညီတော်မှာတိပိတာဖြစ်ရမယ်ဒါပေမဲ့အခုတတိမတိရဘဲနဲ့သဘောထားထုတ်ပြန်ချက်အပြီးမှတာလျင်ချိလဲကောင်စီဖက်ကတုံ့ပြန်တယ်ဆိုတာကျွန်တော်တိတဲ့ခါမှာစိတ်မကောင်းဖြစ်ရပါတယ်တခုခုတော့ဒီမှာလိုအပ်နေတယ်ဆိုတာကိုပြည်သူတွေဒီဟာချက်ချင်းနားလေသဘောပေါက်မယ်လို့ယုံကြည်ပါတယ်ဆိုတော့အခု voice of change ရဲ့တုံ့ပြန်ချက်ကိုကျွန်တော်ဒီမှာ video clip လို့ပြတော့မှာအာကျွန်တော်လေ့လာရအောင် အပြည်သူတွေပေါ်မရင်းချင်းတပ်ဖြတ်မှုနဲ့လူ့အကူအညီချိုးဖောက်မှုကျူးလွန်တဲ့ကိစ္စတွေကို Global ခုအာကတတော် AA တပ်ဖွဲ့ဝင်တို့ဟာချင်းမျိုးသားတပ်ဦးစီရင်တဲ့ပြည်ဖန်စီထိမ့်သိမ်းခံစစ်မှာပြင်ပနှိပ်စက်မှုကြောင့်တိုက်ဆုံးခဲ့တယ်လို့ချင်းညင်အောင်အဖွဲ့ရဲ့ပြောဆိုချက်ဟာအချိန်မြင့်မရှိတဲ့ဆွဆွဲမှုတာဖြစ်တယ်လို့ချင်းမျိုးသားတပ်ဦး CNF ကပြောဆိုလိုက်ပါတယ်။ချင်းပြည်တော်မှမတူပြမျိုးသိတိုက်ပွဲကာလမှာ CNF CNA ကဖန်စီခဲ့တဲ့ချင်းညင်အောင်ရဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကအာကတတပ်ဖွဲ့ဝင်တို့ဟာ ဖမ်းဆီးထိန်းသိမ်းစဉ်အတွင်ရန်သူတပွဲဤမျိုးစုံဖြင့်နှိမ်ပတ်နှိပ်စက်ခံရတာကြောင့်အသက်သေဆုံးခဲ့ရတယ်လို့မေလ၄ရက်နေ့ကချင်းညီနောင်ဖွဲ့ကထုတ်ပြန်ခဲ့တာပါဒီကိစ္စနဲ့ပတ်သက်ပြီးချင်းမျိုးသားတဦး CNF ဆင်နေပြောရေးဆိုခွင့်ရှိသူစလိုင်းချန်နီကချင်းမျိုးသားတဦး CNF အနေနဲ့ဖမ်းဆီးရမိထားတဲ့စစ်တုံးမှန်တွေကိုနိုင်ငံတကာဥပဒေနဲ့ချင်းသိမ်းဆောင်ရှောက်ထားပြီးစစ်တုံးမှန်တွေကိုလည်းနှိမ်ပတ်နှိပ်စက်ခွင့်မရှိဘူးလို့ပြောပါတယ်အာခတ်တတော် AA တပ်ဖွဲ့ဝင်တဦးတေဆုံးမှုမှာလည်းသူ့ချမ်းမရဲ့အခြေအနေကြောင့် တည်ဆုံသွားတာဖြစ်ပြီးဆရာဝန်တွေရဲ့စစ်စစ်ချက်မှတ်တမ်းတွေလည်းကောင်းကောင်းရှိတယ်လို့စလိုက်ချက်တွေကပြောပါတယ်။ဒီအချိန်နဲ့ပတ်သက်ပြီးတည်ဆုံသွားတဲ့ AA တပ်ဖွဲ့ဝင်တဲ့တခန့်တဲ့အတူနေထိုင်ခဲ့တဲ့စစ်တုံးမှန်တူကိုမေးမြန်းခဲ့ရမှာအခုလို့ပြောဆိုပါတယ်။ဟွာအေးအေးဆုံးလိုက်တယ်ဗျာမိုင်။သူကကျတော့အေးညမှာသူကကျတော့အေးမိုးအမောဖောက်ပြီးတော့မှအမောဖောက်တဲ့ချိန်မှာဒီကနေတွိုင်းသတင်းပို့တော့ဆေးဆရာလာမြန်မာဆေးသွင်းပေးတယ်။အမမတ်အေးမနဲ့ကျွန်တော်တို့၅နိုင်တော့မှာအဆုံးမှာတို့ဒီထောင်ပေးမှာဟိုနှိမ့်ဆက်တာတို့ရောက်ရှိတာမရှိဘူးညာ။ ဟုတ်ကဲ့ဒါတော့ရေးပေါ်ဘက်ကနေပဲဖြစ်ဖြစ်နှိမ့်ဆက်တာတို့ဟိုတို့လုံးဝမရှိဘူးเนาะအဲ့မရှိဘူးချင်းမီတာမှာဟုတ်ကဲ့ပါဒီခုဒါနဲ့ပတ်သက်ပြောမှာကျွန်တော်တို့အချက်၃ချက်နဲ့ကျွန်တော်တို့လေ့လာတုံးတက်ရအောင်ပရမဆုံးဒီနိမ့်ပန်းနှိမ့်ဆက်မှုလုံးဝမရှိဘူးဆိုတော့เนาะဒီရှင်းလင်းမှုကိုကျွန်တော်အနေနဲ့ဒီမှာထောက်ပြဆွေးနွေးခြင်းနဲ့အဲ့ဒီဟာကဒီချင်းလန်းကောင်စီရဲ့เนาะဒီဟိုပါပေါ့ထောက်ခံအားပေးတဲ့ supporter တူဦးရဲ့ သူ့ရဲ့နာမည်က slime albert key လို့နာမည်ရပါတယ် Facebook account အနေနဲ့ဒီမှာသူ့ရဲ့အတွေ့အကြုံเนาะမြေပြင်ချင်းလုံမြို့ရဲ့အတွေ့အကြုံကိုသူဒီမှာတင်ပြထားတာတွေ့ရပါတယ်အဲ့ဒါလည်းပဲအဲ့ဒီဖန်စီခံရတဲ့ AA ဦးနဲ့ပတ်သက်နေတဲ့အတွက်ကြောင့်မလို့ဒီဟာကိုပရမတ်ဆုံးလေ့လာရအောင် slime albert key နော်အဖန်းခံအေးအေးရဲပေါ်နူအိုရောက်လာတဲ့အချိန်မှာအောက်ခြေရဲပေါ်တွင်စိတ်တူပြီးလက်ပါမှာဆိုးလို့သူတို့ကားပေါ်ကနေထွက်လာတဲ့အချိန်မှာဇန်အေဘိုမှုတယောက်ကသူတို့ကိုကာကွယ်ရင်းစခန်းဖက်သို့ခေါ်ဆောင်သွားတာမျက်မြင်ကိုတွေ့ပါတဲ့အဲ့ဒီတုန်းကကျွန်တော်အတုပကိစ္စနဲ့ချင်းလုံရောက်တဲ့အချိန်ပေါ့တဲ့အတူချုံပြောရရင်လက်နက်ကန်အချင်းချင်းအဖားအစီရှိရင်ဒီလိုကိစ္စတွေဖြစ်လိမ့်ဖြစ်တာရှိတယ်လို့ဆိုထားပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြောမှကျွန်တော်အနေနဲ့ ဘာထောက်ပြချင်တယ်လဲဆိုရင်ဒီလိုမျိုးဖန်ဆီးတဲ့အချိန်မှာနော်အောက်ခြေရဲပေါ်တည်းဟာစိတ်တို့ပရောလက်ပါတယ်ဆိုတာဖြစ်လိဖြစ်ထဖြစ်တယ်ဆိုတာကိုသူ့အနေနဲ့ပြောပါတယ်နော်အဲ့ဒါကြောင့်အရခတ်တတ်တော်အေအေနူဦးကားပေါ်ကနေသူတို့ထွက်လာတဲ့အချိန်မှာတဲ့ CNA ဘုံမှုကနေအကာအကွယ်ပေးနေရတယ်တနည်းအားဖြင့်ဒီဟာကကြည့်မယ်ဆိုရင်အရခတ်တတ်တော်အေအေကိုရန်သူတပွဲစကစရန်သူနော်ပရမအေအေကိုလည်းရန်သူလို့သတ်မှတ်ထားတဲ့ချင်းလင်းကောင်စီ နော်အဲ့ဒီသူတို့ဥက္ကဋ္ဌပူဇင်ကျုံကိုတိုင်းပြောတယ်နော်အေးအေးကိုရန်သူအနေနဲ့တတ်မှတ်ထားတဲ့ခါကျတော့သူတို့အနေနဲ့ဖန်စီထင်းထင်းသားစင်မှာကားပေါ်ကနေထွက်လာတဲ့အချိန်မှာသူတို့အတွက်လည်းပဲအင်မတန်အန္တရာယ်ရှိနေတယ်ဆိုတာကိုသူအနေနဲ့အမှရှင်းရှင်းလင်းတင်ပြထားပြတာဖြစ်ပါတယ်ဆိုတော့သူတို့အေးအေးဘုံမှုတယောက်ကကာကွယ်ပေးနေရတယ်တတိယဖြစ်အဲ့ဒီအရာရှိကြီးမရှိတဲ့အချိန်မှာအောက်ခြေစစ်သားတွေကနင်းပန်းနေဆက်မယ်ဆိုတာကိုအလိုလိုသဘောပေါက်ဖို့လိုပါတယ်အဲ့ဒါချင်းလဲကောင်စီရောထောက်ခံအားပေးတဲ့ supporter ရေးထားရဖြစ်တယ်။သူမျက်မြင်ကိုတွေ့နော်အဲ့ဒီအေးအင်းကိုအကားပေါ်ကနေဆင်းလာတဲ့အချိန်မှာဒီလိုအကားအကွယ်ပေးနေရတဲ့အဆင့်ရှိနေတယ်ဆိုတဲ့သဘောကဒီလိုမျိုးတကယ်ကိုနော် under vulnerable ဖြစ်တဲ့ under ကြားရောက်နိုင်တဲ့ဒီစစ်သုံးပန်းတွေကိုပုံပြမှာခိုင်လုံတဲ့နော်ဒီကာကွယ်မှုတွေကိုပေးနိုင်ရမယ် protective custody ဂျန်တဲ့ဒီအာစစ်သုံးပန်းတွေနဲ့မတူဘဲနဲ့ရန်သူလို့တတ်မှတ်ခံရတဲ့ရဲဘော်တို့ အဲ့ဒီနေရာမှာတကယ်ရန်သူလားဆိုတော့ကျွန်တော်ပြန်စမ်းစစ်ဖို့လိုတယ်ဒီရေပေါ်နူဦးကခုနပြောသလိုတည်ဆုံသွားတဲ့ပုဂ္ဂိုလ်ကចောင်းသားတတိယနှစ်ចောင်းသားကနေတော်ထိုင်ရေးကိုဝင်လာပြတော့မှာသူ့ရဲ့ဌာနေမဟုတ်တဲ့မတူပြမျိုးတိမ့်တိုက်ပွဲမှာပါဝင်ပြတော့မှာပြီးဆက်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါလေနောက်ပြတော့မှာအေးအေးမတူပြကိုရောက်လာတယ်ဆိုတာလည်းပဲရှင်လဲကောင်းစီတပ်ဖွဲ့ဝင်တွေကိုစစ်တိုက်ဖို့မဟုတ်ဘာဖြစ်လို့ရန်သူတပွဲတတ်မှတ်တာလဲဒီလိုမျိုးမှားတဲ့ ်တည်င်းဒီပြီးမှုကြောင့်အောက်ခြေ CNE ရဲပေါ်တည်းစိတ်တူပရောမှာအခုလိုမြင်ပတ်နှိမ့်ဆက်နိုင်တဲ့အခြေအနေကိုအဲ့ဒီ slide albert key ပေါ်ပြတယ်လို့ဖြစ်တယ်ဆိုရင်သူ့အတွက် risk เนาะ andre ကြီးကြီးမားမားရှိပါတယ်အဲ့ဒါကြောင့်ချင်းလန်းကောင်စီအနေနဲ့ဒီဟာကိုတာဝန်ကောင်းကောင်းယူနိုင်ဖို့အရေးကြီးတယ်ကဲပရမဆုံးတည်ဆုံးမှုနဲ့ပတ်သက်ပရောမှာတစ်ဖက်ကတော့ချင်းလန်းအာချင်းညောင်ဖွဲ့ရဆွဆွဲထားတယ်လို့မြင်ပတ်နှိမ့်ဆက်ပရောမှာနောက်ဆုံးတည်သွားတယ်ဆိုတာမှန်မှန်မှန် independent corner examination เนาะအလောင်းကိုစစ်စည်းတဲ့ဒီ independent လွတ်လပ်တဲ့ဒီစေဝင်ထမ်းဒီကနေတစင်အဲ့ဒီဟာကိုအလောင်းကိုစစ်စည်းဖို့ခွန်ပြုဖို့လိုတယ်เนาะအဲ့ဒီဟာခွန်ပြုဖို့အချိန်ရလည်းပဲအခုဆိုရင်နောက်နေပါပြီတကယ်လို့သူတည်ဆုံးသွားတယ်ဆိုရင်တည်ဆုံးသွားတာ ਨੇ ချက်ချင်းတို့ရဲ့သက်ဆိုင်ရာမိသားစုဝင်တွေအကြောင်းကြားသလားအကြောင်းမကြားဘဲချင်းမတီးတယ်ဆိုတော့လည်းကျွန်တော်မသိရဘူးအခုချင်းဟုတ်တယ်နော်မာချလ29ရင်းနေမှာလွတ်မြောက်လာတဲ့ နော်ဒီချင်းညင်အောင်ရဲ့မဟာမိတ်တပ်ဖွဲ့ဝင်တရားပြောတဲ့ထွက်ဆိုချက်အရသာကျွန်တော်သိရတာအဲ့ဒီ timelines အရင်ကြီးကြီးတယ်ဘာဖြစ်လို့ချင်းညင်အောင်ကဒီကိစ္စနဲ့ပတ်သက်ပြောမှနော်သဘောထားထုတ်ပြန်ချက်ထုတ်ပြီးမှအခုလိုမျိုးချင်းညင်ချင်းလန်းကောင်စီဖက်ကနေတုံ့ပြန်တာလေဘာဖြစ်လို့စစောစစီမတုံ့ပြန်တာလဲရှင်းတရင်းစာရှင်းလို့မလုပ်တာလဲဒါဟာ big question ဘယ်ခွင့်ထုတ်เสียဖြစ်လာလဲ နောက်ပြမခုနဗီဒီယိုကလစ်ကျွန်တော်တွေ့ရတဲ့ဟာကနံပါတ်1သူ့မှာဆရာဝန်ဒီရဲ့နော်စစ်စေးတဲ့စေမတန်းတွေရှိတယ်အဲ့ဒီစီမတန်ဒီပေါ်ပြတာတခုမှတော့ကျွန်တော်မတွေ့ရဘူးနံပါတ်1เนาะနံပါတ်1နင်းပန်းနေဆက်မှုလက်ပတ်သက်ပရောမှာခုနလိုမျိုးเนาะ autopsy ဒီသူ့ရဲ့ရုပ်အလောင်းကိုเนาะပြန်ပြီးမှစုံစမ်းစစ်ဆေးနိုင်တဲ့ဒီအာဘာလဲ ြောဆိုချက်တခုမှမတွေ့ရဘူးတကယ်လို့သူတို့ပြောတယ်လို့ကျမ်းမာရေးကြောင့်ဒါဒီလိုဖြစ်တယ်ဆိုရင်သူတို့ဖက်နဲ့လူလူလက်လက်ကဲ corner report နော် examination လုပ်ပါဆိုပြောမှာနော်လူလူလက်လက်ဒီဟာကိုတင်ပြရမယ်လေအဲ့ဒီကျမ်းမာရေးအခြေအနေမကောင်းဘူးဆိုတာလည်းပဲဘာကြောင့်လဲဆိုတာလည်းပဲရှိသေးတယ်သူတို့အရင်တုန်းကဒီချိလန်ကောင်စီဖက်ကနေသူတို့ကို interview လုပ်တဲ့အချိန်မှာတွေ့ရတာအကျဉ်းချမ်းမှမှာပဲကျွန်တော်တွေ့ရတာနောက်ပြောမှာဒီပုတ်ကိုကျွန်တော်တည်ရတော့ဆေးလိတ်တော့မတော့ဘူးတည်ရတယ်နော်သူ့ဆွေမျိုး ဒီစီရဲနဲ့ကျွန်တော်သိရတာကကြောင်းသားလည်းဖြစ်တယ်ဆိုတော့ယုံစရာเนาะဆိုလို့ဒီချင်းလဲကောင်စီကဒီပြောတဲ့အချိန်မှာအဲ့ဒီစစ်တုံးပန်းတယောက်ရဲ့နှုတ်ထွက်စကားအဲ့ဒါတက်တီအနေနဲ့ဒီမှာပြောခိုင်းတာအဲ့ဒါလည်းပဲတဘာဝမကြောက်ဘာဖြစ်လို့လဲဆိုတော့လွတ်မြောက်ပြီးသားစစ်တုံးပန်းကြီးကပြောဆိုမှတ်တာချင်းအဲ့ဒါကျွန်တော်ကအမှန်အနေနဲ့တက်တီအနေနဲ့လက်ခံလို့ရတယ်ဒါပေမဲ့သူထိမ့်သိမ်းထားဆဲဖြစ်တဲ့စစ်တုံးပန်းတယောက်ကပြောတယ်ဆိုတာက credible ယုံစရာရှိသလားမရှိဘူးလားအဲ့ဒါလူထုတွေစဉ်းစားဖို့လိုအပ်ပါတယ်သူကထိမ့်သိမ်းထားစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဒီလိုမျိုးအမှန်တရားကိုသူပြောဖို့ကြောက်တယ်အဲ့ဒါကြောင့်မလို့သူရည်ရှိနော်သူ့ရဲ့လုံခြုံရေးကိုကြည့်ပြတော့မှနော်ချင်းလန်းကောင်စီဖက်ကိုရက်ပြီးပြီးပြမပြောတာလည်းဖြစ်နိုင်တယ်ဟုတ်ပြီနော်ကျွန်တော်အနေနဲ့နင်းပန်းနှိမ့်ဆက်ခံရပြတော့မတည်ဆုံးသွားတယ်လို့ကျွန်တော်အနေနဲ့အခုအတီးပြုတ်ပြောနေတာမဟုတ်ဘူးနော် ဒါပေမဲ့သူတို့ဖက်ကနေထောက်ပြလာတဲ့အချက်လက်ဒီပေါ်မှာပြန်ဆွေးနွေးတုံ့တက်တာဖြစ်ပါတယ်။အဲ့ဒါအရင်ကြီးကြည့်တယ်။နံပါတ်1အဲ့ဒီအဖန်စီခံဤဤစတာဖန်စီဒုံကသူ့ရဲ့ဒဏ်ရာရရဲပေါ်ဒီစည်ရင်းကိုတွားယူဖို့ရအတွက်လက်နဲ့မပါဘဲနဲ့တွားတာ။အဲ့ဒီဟာကိုနော်ဒီဟိုတခါဗီဒီယိုကလစ်မှာကျွန်တော်တွေ့ရပြတာဖြစ်ပါတယ်။ဆိုတော့သူကရန်သူလို့တတ်မှတ်စရာအကြောင်းလည်းမရှိဘူး။နံပါတ်1နံပါတ်2နော်ကြမ်းကြမ်းမာမာနဲ့ဟိုရခင်က ဗီဒီယိုကလစ်နော်ချင်းလဲကောင်စီဖက်ကနေတင်ပြတဲ့ဟာမှာကျွန်တော်တွေ့ရတယ်ဆိုတော့ကျမကြီးမကောင်းဘူးဆိုရင်နော်တကယ်လို့အသေးအတန်ဖြစ်နေတဲ့အချိန်ဆိုးဝါးနေတဲ့အချိန်မှာနော်သူနဲ့နီးစပ်တဲ့မိဘဆွေမျိုးတွေကိုသူအသက်ရှိစဉ်ကာလမှာအဆက်အသွယ်လုပ်ပေးရမလဲသူကျမကြီးမကောင်းဖြစ်နေတယ်ဒီလိုမျိုးကျမကြီးမကောင်းဖြစ်နေတဲ့အန်ဒရယ်လည်းမရှိတော့တဲ့ပုဂ္ဂိုလ်ဘာဖြစ်လို့ပြန်တော်ထွက်ပြေးရမှာလေဟိုတလောကပဲချင်းညီအောင်နဲ့ချင်းလန်းကောင်စီ အကြเนาะ ICNCC နဲ့သူတို့အနာကချင်းစီလုံးမြေမြတ်ပို့ရန်အတွက် CNC China National Council ဖွဲ့စည်းပို့ရန်အတွက်เนาะဘုံတဘောတူညီချက်တစ်ခုအပေါ်မှာသူတို့လက်မှတ်ရေးထိုးထားတာအဲ့ဒီလက်မှတ်ရေးထိုးထားတဲ့ဟာကိုအတိအမှတ်ပြုခြင်းအပြင် good will အနေနဲ့เนาะသူတို့ချင်းညီတော်ကိုလည်းပဲကျမ်းမာရေးမကောင်းဘူးဆိုရင်လည်းပဲအဲ့ဒီပုံကမကောင်းဘူးဆိုတဲ့အကြောင်းအဲ့ဒီ gray ကနေအကြောင်းကြားဖို့လိုပါတယ်เนาะကြောင်းချဖို့လိုပါတယ်အဲ့ဒါအင်မတန်ရေးကြည့်တယ် အထူးသဖြင့်အခုလိုမျိုးနော် vulnerable တကယ်အန်ဒရေချာနိုင်နေအေအစ်စတတ်ရောက်ကိုနော် Victoria ခဲမှာတီတီချာချာထင်းထင်းထားဖို့လိုတယ်အကားအွယ်ပေးဖို့လိုတယ်နော်အခုခက်ကဒီဗီဒီယိုမှာတွေ့ရတဲ့ဟာသူတို့ဗီဒီယိုတော့ရိုက်တယ်လေဒါပေမဲ့တကယ်လို့များအဲ့ဒါအရေးပေါ်သူက medical emergency ဖြစ်နေပြီသူကအသက်ရှူမောဝဖြစ်နေပြီအဲ့ဒီကျမကြီးဝန်ထမ်းတွေကိုဆရာဝန်တွေကိုဖိတ်ပြီးမှကုသနေတယ်ဆိုရင်အဲ့ဒီအထောက်အထားလေးနဲ့နော် ဒီအခုဆိုရင်အကုန်လုံး cell phone ရှိတာပဲလေဗီဒီယို record လေးလို့ပြောမှာပြီးသူကိုတင်ပြလိုက်တယ်ဆိုရင်ဘာအကြောင်းကြောင်းကြောင်းနော်တမ်းမရင်မကောင်းဖြစ်နေကိစ္စမရှိဘူးအဲ့ဒီဟာနင်ပန်းနေစချင်းခံပြောမှာတေးတာမဟုတ်ဘူးဆိုတော့အထောက်အထားလေးကိုဗီဒီယို clip လေးကိုတို့ကရိုက်လိုက်လို့ရတာပဲမရိုက်ဘူးဒါရိုက်ပြောမှာတင်ပြလိုက်တယ်ဆိုရင်ဒီအမှုကပြီးသွားပြီနော်ဒီခိုင်းပြီးသူတွေလိုက်ဒီအပေါ်မှာဘာမှစော်ရကတက်စရာလည်းအကြောင်းမရှိတော့ကိုလုံးရှင်းသွားမယ် ဒါဖြစ်ရောဖြစ်စဉ်လည်းဖြစ်ပါတယ်เนาะတိုက်ပွဲအတွင်းဒီမှာဖြစ်ရောဖြစ်စဉ်ဆိုတာကလူဒီမကြမ်းပါလို့တည်ဆုံးသွားတာအများရှိပါတယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုကလေးကိုတစ်ခုလေးကိုတို့ကမရိုက်နိုင်ဘူးလားအဲ့ဒါအရင်ကြီးကြည့်ဒါကြောင့်ဒီလိုမျိုးရေးရှိเนาะဒီနေမြင့်ချင်းထိဆက်နေတဲ့ရခိုင်နဲ့ချင်းเนาะနောင်ရေးရှိမှာအင်းကြီးချင်းကောင်းအနေနဲ့ကျွန်တော်ကတိဆောက်မလားဒါမှမဟုတ်ရန်သူလိုဆက်ဆံကြမလား it is our choice ကျွန်တော်ရွေးချယ်မှုပဲဖြစ်တယ် ရွေးချယ်မှုပဲဖြစ်တယ်။ဒါကြောင့်မိမိတို့နေမြီမှာရှိတဲ့စကားစကားကိုတွန်းထံဖို့ရန်အတွက်ရောက်ရှိလာတဲ့အေးရဲပေါ်တို့ကိုအခုလိုမျိုးเนาะအထောက်အထားဒီမမမကန်ပြောရတော့မှာပေါ့ဘာဖြစ်လို့လဲစစ်တုံးပန်းတူကိုဖက်ဆူခိုင်းနေဆိုတာကမမှန်ကန်မှုလေနောက်ပြောမှာ medical အဲ့ဒီ record တွေပြတာမပြဘူးလေဘယ်ဆရာဝန်တည်းကုသနေပါလဲဆရာဝန်တွေလည်းမတွေ့ရဘူးလေဟုတ်ပြီเนาะ သူအသက်တည်ဆုံးတာလဲဘယ်ရက်ဘယ်ချိန်မှာတည်ဆုံးသွားတယ်မသိရဘူးလေသူတို့ရဲ့မိဘဆွေမျိုးလည်းအကြောင်းမကြားဘူးလေချင်းညီနောင်လည်းအတိမပေးဘူးအရခတ်တတော်သူတို့ရဲ့နော်ဖွဲ့စည်းကိုလည်းအကြောင်းမကြားဘူးလေဒီဟာ a lot of holes နော်အပေါက်ဒီအများကြီးရှိနေတယ်အဲဒါကြောင့်ကျွန်တော်အနေနဲ့တော့အမှန်တရားကိုရှာနေတာဘယ်သူဘယ်ဝါဖက်မှာဘယ်မလိုက်ဘူးသူတို့တင်ပြတဲ့အချက်ပေါ်မှာပဲကျွန်တော်တုံ့ပြန်ဆွေးနွေးတာကျွန်တော်ကျွန်တော်အမြင်တက်တက်ဖြစ်ပါတယ်အဲ့ဒါတကူအခုဒါနဲ့တစ်ဆက်သေးမှာ သူတို့ပြောနေတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘလဝမြို့နယ်မှာချင်းเนาะချင်းအမျိုးသမီးတယောက်ကိုအေးအေးစစ်သားနေအောင်မတင်းကျင့်တယ်အဲ့ဒီဟာကျတော့ချင်းညီနောင်ကထုတ်ပြန်ချက်မလုပ်ဘူးဆိုတော့เนาะအမြင်ကြီးလည်းအများကြီးတွေ့ရတယ်အဲ့ဒီဟာကဘာနဲ့သွားတူတယ်လဲဆိုရင်เนาะပန်းတီးနဲ့ပန်းတီးကိုနှိုင်းရမှာเนาะအခုကပန်းတီးနဲ့လိမ်မော်တီးနဲ့သွားနှိုင်းလို့မရဘူးဒါ separate case တိတပ်ဖြစ်စဉ်မတူပါဘူးအဲ့ဒီကိစ္စမှာလည်းပဲကောင်းတလားဆိုတော့မတင်းမှုဆိုတာမကောင်းဘူး နောက်ပြောမှဒီသူ့ကိုအသက်နော်အာတေအောင်ကျန်းကျန်းစီတဲ့ဆိုတဲ့ဟာလည်းပဲကောင်းတာမကောင်းဘူးဒါလည်းပဲ attempted murder မကောင်းဘူးအဲ့ဒါကျွန်တော်အနေနဲ့ရှုတ်ချတယ်ဘယ်ရဲဘော်ကဖြစ်ဖြစ်ပြီးသူအပေါ်မှာဒီလိုမျိုးနော်မတင်းကျစ်မှုရှိတယ်ဆိုရင်ဒါကရာဇဝတ်မှုပဲရာဇဝတ်မှုပဲသူနေသူဒီအေးအေးအဖွဲ့ခိုင်တုခတို့ဖွဲ့လည်းပြောပြတာဖြစ်ပါတယ်အဲ့ဒီအေးအေးရဲဘော်နှုတ်ကို ဖန်စီထိန်းသိမ်းထားပြီးပြီတဲ့သူတို့မှာရှိတဲ့နော်ဒီပြတ်ထန်းထားတဲ့ဥပဒေစစ်ဥပဒေလားတခုခုနဲ့အရေးယူမယ်ဆိုတာလည်းပဲရှိမှာပါဆိုတော့အဲ့ဒီဟာလည်းပဲအနိကအဲ့ဒီဒီမတင်းချင်းခံရတဲ့နော်အမျိုးသမီးရဲ့ဆွေမျိုးသားချင်းဒီဒီတရားမျှတမှုပေါ်ဆောင်နိုင်ဖို့ရန်အတွက်အဲ့ဒီဟာစောင့်ကြည့်တော့စောင့်ကြည့်ဖို့တော့လိုတာပေါ့နော်အဲ့ဒီဟာလည်းပဲ AA ကဖန်စီပြတာဖြစ်ပါတယ်အဲ့ဒီဟာလည်းပဲသူတို့ရဲ့နော်ဒီနီးဥပဒေတွေနဲ့နော်တရားစီရင်နိုင်မယ်လို့ကျွန်တော်အနေနဲ့တော့ညွှန်တင်တယ်ဆိုတော့အဲ့ဒီဟာ separate case ဒါ ဖမ်းလဲဖမ်းဆီးပြီးပြီနော်သူတို့အဲ့ဒီဟာကိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့အစ်စ်လာနော်ပထမအစ်စ်ဖမ်းဆီးတယ်နောက်ပြောမှအဲ့ဒီဟာမရင်းကျင်ပါလေဖို့ထုတ်ပြီးပြီအတိပြုပြီးပြီဆိုတော့အဲ့ဒီအတိုင်းပြင်ဖို့ဖြစ်တယ်ခင်ရဖို့ပဲရှိတော့တယ်အဲ့ဒီဟာအဲ့ဒါမျှတာတဲ့ပြင်ဖို့ဖြစ်တယ်လားဆိုတာတော့စောင့်ကြည့်ဖို့တော့လိုတာပေါ့နော်အဲ့ဒီဟာအဲ့ဒီဟာကောင်းတယ်လားဆိုတော့မကောင်းဘူးဒါဒီလည်းပဲဒါပေမဲ့သဘောထားထုတ်ပြန်ချက်မှာမထည့်ရကောင်းလားဆိုပြောမှဝေဖန်တန်တွေလည်းရှိနေတယ်ဒီဟာဒီချင်းညီတော်ကတော့ကောင်းတယ်လို့ဒီ ဘယ်တော့မှပြောမှလည်းမဟုတ်ပါဘူး။အရခတ်တတ်တော်ကိုလည်းပဲသူတို့မိတ်ဆွေမဖြစ်ချင်လို့မပြောရကောင်းလားလို့လည်းဝေဖန်တယ်ရှိပါတယ်။ဒါပေမဲ့ဒီဟာဖန်စီပြမှာအရေးယူမယ်ဆိုတဲ့အဆင့်ရှိပြီဆိုတော့အခုလိုမျိုးနော်ချင်းလဲကောင်စီရဲ့ထိမ့်သိမ်းထားစင်မှာတည်ဆုံသွားတဲ့ရဲဘော်လို့နော်အကြောင်းကြားမှုမရှိတာလည်းမဟုတ်ဘူး။နော်အဲ့လိုမျိုးတင်ပတ်နှိမ့်ဆက်တယ်ဆိုရင်လည်းပဲနော် အဲ့ဒီနိပါနှိမ့်ဆက်တဲ့အောက်ခြေစစ်သားလားဘဲစစ်သားလဲစင်ဒီစစ်သားလားဖန်စီထိန်းသိမ်းထားတယ်ဆိုတာလည်းပဲမရှိဘူးတကယ်လို့အဲ့ဒီဟာနိပါနှိမ့်ဆက်တယ်ဆိုတာမှန်ရင်ပေါ့ကွာဒါပေမဲ့အခုကတော့တို့တော့မြင်းဆိုထားတာပေါ့ဆိုတော့ကိုဖက်ကတော့ step မှန်တဲ့ဟာအကုန်လုံးယူထားပြီးသားဖြစ်ပါတယ်ဘယ်လိုวะကိစ္စနော်တို့ရဲ့ရဲဘော်တွေကိုဖန်စီပြီးပြီအကြီးယူမယ်လို့လည်းလုပ်ထားပြီးသားဖြစ်ပါတယ်နောက်ပြောမှတို့တရားဝင်လည်းပဲတို့ကိုနော်မတင်းကျင်ထားတဲ့ criminals နော်ပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဆိုပြီးမှတတ်မှတ်ပြီးသားလည်းဖြစ်ပါတယ် အဲတဖက်ကတော့ညင်းနေတယ်ချင်းလဲကောင်းစီဖက်ကတော့အခုကဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ဒီနှစ်ခုကိုသွားတိုင်းရှင်လို့မရပါဘူးမတူပါဘူးဟုတ်ပြီနော်မတူပါဘူးဆိုတော့အခုကျွန်တော်ပုံသက်ဆွေးနွေးတဲ့အထဲမှာလည်းပဲဒီနှစ်ခုနဲ့ပတ်သက်ပြောမှာနော်ဒီလူမျိုးချင်းအချင်းချင်းကြားမှာနော်ဒီလက်ညှိုးထိုးပြောမှာဒီကိစ္စနဲ့နော်မနိုင်ရှင်ကြတယ်နိုင်ရှင်ဖို့လည်းမဟုတ်ပါဘူးတရားဟုတ်ပြီနော်ဒီဖက်ဟာကဒီချင်းလဲကောင်စီကိုစစ်တိုက်ဖို့ ရောက်ရှိလာတဲ့အေအေရဲဘော်လည်းမဟုတ်တလို့ဖန်စီစင်တုံးကလည်းပဲသူ့ရဲ့တန်ရာရရဲဘော်ဒီစီးရင်ကိုတွားယူဖို့လုပ်တာဖြစ်တယ်။နောက်ပြောချင်းညင်အောင်ရဲ့မဟာမိတ်ရဲဘော်ဖြစ်တယ်။စကစဘုံရန်သူကိုတိုက်ခိုက်မယ်နော်။အသက်ပေးဆက်မယ်ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်အခုလိုမျိုးတည်ဆုံသွားတဲ့ခါမှာကျွန်တော်အနေနဲ့ဝမ်းနေပါတယ်။ဒိုနီတူတော်ထိုင်ရေးအားစားနေဖြစ်ကျွန်တော်အနေနဲ့အသိမှတ်ပြုတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။ဒါကြောင့်ကျွန်တော်ရခိုင်နဲ့ချင်းနော်အနာကအခုလိုမျိုး တော်လှန်ရေးအတွင်းပဲဖြစ်စေတော်လှန်ရေးအလွန်ကာလမှာပဲဖြစ်စေတဟစာတရှိရှိနဲ့ဆက်ဆံနိုင်ဖို့ဆိုရင်အခုကြဲကမှန်ကန်တဲ့နီလန်းနဲ့နော်ကျွန်တို့မိတ်ဆွေတိဆောက်ဖို့ရအတွက်အချင်းချင်းကူဖော်လောင်ဖက်ပြုနိုင်ဖို့ရအတွက်နော်ချင်းအမျိုးသားတွေဖြစ်စေရခိုင်မျိုးသားများဖြစ်စေအခုလိုမျိုးနော်ဖြစ်ဖြစ်တဲ့အဖြစ်ဖြစ်တာဝန်နေစရာကောင်းပါတယ်ဒါပေမဲ့ဂျီဟာကိုကြော်ထွားနိုင်တဲ့တတိရှိဖို့လိုတယ်နောက်ပြမကောင်းတဲ့လက္ခဏာကိုတိဆောက်ကြမယ်ဟုတ်ပြီနော်ဒါမှကျွန်တော်ရေရှည်ခံတဲ့ငင်းချမ်းရေးကို တိဆောက်နိုင်မယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့ထပ်လောင်းပေါ်မှာအကြံပြုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်